အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒါဒီနေ့မှာတော့ဒါကျွန်တော်တို့နည်းနည်းလေးပြီးပြီးချာချာဒါကျွန်တော်တို့ဆွေးနွေးမယ်ပေါ့နော်ဆွေးနွေးမယ်ဆိုတာကျွန်တော်ဆွေးနွေးမှုဂန္ဓာပေါ့နော်အခုတော့အဲ့ဂန္ဓာကိုပြောရတာသဘောကျတာဗျာပြီးရင်တော့ဒါကျွန်တော်အဲ့ကလာတို့ဒါကျွန်တော်ကျွန်တော်တို့ခိုင်းကျွန်တော်ယူကျွန်တော် ဒီကျွန်တော် channel က football and live ဆိုခင်ဗျားတို့ live update လေးနေကျွန်တော်ခင်ဗျားတို့ကြိုပြပြမယ်ကျွန်တော်ဒီဒီဟိုအင်္ဂလန်ကိုရောက်တာကျွန်တော်ခဏခဏရောက်တယ်ပေါ့နော်ကျွန်တော်သွားလဲသွားတယ်လာလဲလာတယ်ဟိုလူလူဒီလူလူခဏခဏလာတယ်ပေါ့နော် shady ဖြစ်တယ်ပေါ့အဲ့တော့ဒါခင်ဗျားတို့ပြောရင်ကျွန်တော်လေဘောလုံးကွင်းတွေကလွှဲရင်လန်ဒန်မြို့ရဲ့အကောင်းဆုံးနေရာကျွန်တော်တခါမှမရဘူး the shirt တို့ဒါကျွန်တော်တို့ အဲ့ဘောလူတီတူတီရတာကျွန်တော်တော်တော်လေးကိုဒါလူအေးဘောလူတော်တော့ဘောလူတွေတော်တော်များသွားနေတဲ့ဘက်ကင်ဟန်နန်တော်တို့ဘောတခါရဘူးဒါဟိုနေ့ကလည်းရည်ရတယ်ကျွန်တော်အခုလက်ရှိနေတဲ့ရက်ကွက်နားမှာဒါကျွန်တော် Brian Mee ကကွင်းဘောနော်ဒါကျွန်တော် Queen's ကိုတီးရလူလူတီးလိုက်မယ် Queen's ရဲ့ဒါကျွန်တော် Muriel ဒါကျွန်တော်တို့ဒါ Queen နဲ့ပတ်သက်ပြီးဒါ Freddie Mercury ကကျွန်တော်နေတဲ့မြို့ Fulham ဘောနော်ဒါမြို့မြို့ငယ်လေးအဲ့ Fulham မှာ ဒါသူကကြီးပြီးပြီသူအဲ့တော့ Brian B ကိုတိုင်လာဖွင့်တာကျွန်တော်အဲ့တော့လူအုံနေတော့ဆိုပြီးတော့ကျွန်တော်မှကျွန်တော်ကောင်မလေးကိုပြောလိုက်သေးတယ်ဟာဟဲ့လို့သူကကွင်းရမ်းကြိုက်တာဘူးနေ့လုံးမှကွင်းရမ်းမှာ Ferry Market ရဲ့ဒီမှာမွေးဒီမှာကြီးတာပေါ့နော်ဒါသူကဖဟန်သားပေါ့နော်ကျွန်တော်ပြောရမယ်ဆိုကျွန်တော်ဒါခုနကပေါ်သေးပဲ တောင်းကလာမြောက်ကလာပါအဲ့လိုပုံစံတောင်းကလာပါဒါအဲ့လိုပုံစံဖဟန်သားပေါ့နော်အဲ့တော့သူ့သူ့ရဲ့ဒါကျွန်တော်အခန်းကဏ္ဍသူလာလုပ်ပေးတဲ့အခအဆောက်အဦလေးတော်တော်လေးလာရင်တော့ဒါသူ့အနေနဲ့အဲ့ညမှာကျွန်တော်တကယ်ကျွန်တော်ပြောက်သွားသေးတယ်ကျွန်တော်ဒါမြေကွက်လေးမှာဒါ ferry mark ကြီးရဲ့ခြေလားလက်လားမသိအဲ့လိုအရာလေးရှိတယ်အခုအဲ့ဒါကိုသူတော့တေချာလုလိုက်တာပေါ့နော်အဲ့တော့ဒါ Brian McGuran လာဖွင့်ပေးတော့ဟာကျွန်တော် Brian မေမတွေ့ရတာကဒေါသကောအဲကိုရီးယားကျွန်တော်မှလေးဆန်တခုကျွန်တော်ခုနကပြောဆိုကျွန်တော်အမြဲတမ်းပြောကျွန်တော်ဒါ celebrity နဲ့ခဏခဏတွေ့တတ်တဲ့စောက်ကျင်ရှိတယ်ဒါပေမဲ့ ကျွန်တော်အဲ့ celebrity တို့ဆက်ကျွန်တော် brand မေးကလည်းပြတ်သေးတယ် brand မေးကတော့လူမားခဲ့ပါတယ်ဒါပေမဲ့ကိုယ်တိုင်လည်းအဲ့တော့လူအုံတော့ဝင်မကြည့်လားအဲ့တော့လူတွေအုပ်စုလိုက်ကြီးဓာတ်ပုံတွေဝင်ရတယ် brand မေးကိုယ်တိုင်လာသွားတာလေခင်ဗျာကျွန်တော်ဒေါသတွေထွက်တယ်ကိုယ့်အကို brand မေးမတွေ့လဲကိုယ့်အကိုဒေါသတွေထွက်ဒါပါဒါပါလက်ရှိမှာဒါကျွန်တော်ဒီနေ့မှာတော့ဒါ Arsenal အသင်းကြောင်းပြော Arsenal အသင်းနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့မနေ့ကဒါကျွန်တော်ဝေဖန်ခဲ့တယ်ဒါပေမဲ့ဒီနေ့မှာတော့ချစ်ကျူကန်ဒါမနေ့ကဝေဖန်ကန်ဒါဒီနေ့ကချစ်ကျူကန်ဒါ အဲ့ဒီစာလီဘာစာချုပ်သစ်ချုပ်လိုက်တယ်စာလီဘာစာချုပ်သစ်ချုပ်တဲ့နောက်ကွယ်မှာရီယယ်မက်ဒရစ်ဘက်ကတီးပြီးတော့တော်တော်လေးကိုဒါ surprise ဖြစ်သွားတဲ့ကန်ဒါတွေလည်းရှိတယ်ကန်ဒါပေါင်းများစွာဒါ surprise ဖြစ်သွားတဲ့ကန်ဒါအမ်ငါလည်းဘယ်လိုရိုက်ခံမလဲအဲ့တော့ခုနပြောလို့ပဲဒါကျွန်တော်တို့လက်ရှိမှာ surprise ဖြစ်သွားတယ်ရီယယ်မက်ဒရစ်ဘက်ကထင်တာကသူ့အနေနဲ့အကြိမ်စာလီဘာကျွန်တော်တို့ကိုယ်ရင်လည်းဒါဖလာတဲ့ဒရင်းကြီးရလို့ကဒါ surprise ဖြစ်ကြဖြစ်ခဲ့ဘာလို့ဆာလီဘာစာချုပ်အခြေအနေကောင်းနေတာတော့အကုန်လုံးသိတယ်ဒါပေမဲ့ဆာလီဘာနေလက်ရှိမှာ Arsenal ambition ပေါ်မူတည်ပြီးသူ့နဲ့စာချုပ်ချုပ်သွားမယ်ဆိုတော့အကုန်လုံးကသိပြီးသားဒါပေမဲ့ ဒါဘာလို့ပြလဲအဲ့တော့ခုနပြောသူပဲလုပ်ငန်းစဉ်ကိုစာလီပါယုံကြည်သွားပြီအဲ့တော့ကွင်းထဲမှာကစားနေတဲ့ကစားသမားကနီးပြအောင်ယုံကြည်တယ်ဆိုပြိတ္တကလည်းယုံကြည်မှာအဲ့တော့လက်ရှိမှာဒါကျွန်တော်စာလီပါရဲ့စာချုပ်ကအခုလက်ရှိမှာဒါကျွန်တော်တို့ပြိတ္တချင်းချင်းကိုယ်နေတဲ့ဒါကျွန်တော်တို့ကွဲအေးပေါ့ကွင်းထဲနဲ့ကွဲနေတဲ့ဥစ္စာကိုဒါကျွန်တော်တို့စူးစီးပြီးနိုင်မယ်လို့ကျွန်တော်တို့လည်းလည်းယုံကြည်တယ်ဟုတ်လားလက်ရှိမှာ Real Madrid လို့ club တစ်ခုကတကားလာခေါင်းနေတဲ့အချိန်မှာ okay အိမ်စားမရှိဘူးငါကတော့ Adidas ရဲ့ project မှာအရင်သဘောကျတယ် Adidas မှာဆက်နေမယ်အဲ့တော့ဒါ ဟိုထပ်တူကသုံးနှစ်ပဲချုပ်သွားတယ်ဒါပေမဲ့တူတဲက9နှစ်ပြီးခုနပေါ်တယ်ဒါလက်ရှိမှာစာချုပ်သေးဖြစ်သွားပြီဆိုတော့လောက်ခသားဆိုတာပရီးမီးယားလိမှာခံစိတ်မှုတွေမှာအများဆုံးတွေမှာတယောက်ဖြစ်သွားမယ်ဗာဂျယ်ဗန်ဒိုက်ပြီးသူအများဆုံးလို့လည်းဖတ်မိရတယ်ဒီမှာပါတယ်ဒါဟုတ်တယ်ထပ်ပါတော့အခုလက်ရှိမှာဒါဒီဒီအဲ့တော့တခါရင်လာစာနဲ့မှာဆိုင် process ပေါ့နော်ဒါကျွန်တော်လက်ရှိမှာ real madrid လည်းဒီလာစာပေးနိုင်တာ real madrid ကအခုလက်ရှိမှာကမ္ဘာမှာအကောင်းဆုံးလာစာ real madrid ပေးနေအဲ့တော့တေချာတကွ real madrid လည်းဒီလာစာပေးနိုင်တာပဲ real madrid အဓိကခုနကပြောလို့ real madrid ကိုသူ့အနေနဲ့မယုံကြည်လို့မဟုတ်ဘူးဒါပေမဲ့ artista ကိုသူပိုယုံကြည်လို့ဒီနေရာမှာဒါလက်ရှိမှာသူ့အနေနဲ့ သူ့ကိုချစ်တဲ့ရဲ့ဝန်းမှာပဲသူနေမယ်သူ့ကိုလိုချင်တဲ့ရဲ့ဝန်းမှာပဲသူနေမယ်သူ့အနေနဲ့သူယုံကြည်တဲ့ရဲ့ဝန်းမှာပဲသူနေမယ်လက်ရှိမှာဒါကျွန်တော် cringe ဖြစ်တဲ့ဒါ Facebook ကစကားရဲ့ဝန်းဆိုတဲ့စကားလုံးပေါ့နော်သူ့ကိုလိုရှိတဲ့ရဲ့ဝန်းနဲ့သူ့ကိုတကယ်ချစ်မဲ့ club နဲ့သူယုံကြည်တဲ့ရဲ့ဝန်းသုံးခုလုံးပြည့်စုံတဲ့အချိန်မှာဒီမှာသူနေဖို့စဉ်းစားလိုက်တယ်အဲ့တော့စာလီပါတက်ခုမှ24ပဲရှိသေးတယ်နောက်ထပ်ဒါကျွန်တော်တို့စာချုပ်တက်5နှစ်တော့29ပဲရှိသေးတယ်နောက်ဆုံးများကဲခုနပြောဆိုစာလီပါနဲ့ဒါကျွန်တော်ဒီ5နှစ်အတွင်းမှာအာစနယ်နဲ့အောင်မြင်မှုတွေအလီဒီရယူပြီးအဲ့ဒီအချိန်မှာထွက်မယ်ဆိုလဲရတယ် ဟုတ်တယ်မကျွန်တော်ဒါ virtual van night ဒါကျွန်တော်စောက်တဲ့တန်ကဒီလိုပြောနေချိန်မှာ28 29လာမယ်အဲ့လောက်ရှိနေပြီပြောချင်တာရှိရှိအဲ့တော့နောက်ဆုံးပြသူ့နေနဲ့အစ်စ်စ်တွေ adventure တစ်တွေကိုအရန်သဘောကြပါလေဆိုရင်သူ့ဒီမှာ9နှစ်နေပြီးထွက်သွားရင်ကဲ real memory နောက်ဆုံး29နေမှာဒီခြေတိုင်းထက်သေးနိုင်သူ့အသိကြီးတိုင်းအခေါ်မှာပဲနောက်ဆုံးပြမခေါ်ဆိုတာကျွန်တော် sorry မှာပတ်စံသွားရှာတော့ရတာအမေရိကန်မှာပတ်စံသွားရှာလဲရတယ်နိုင်ငံသွားရှာအဲ့တော့ခုနပြောချင်တဲ့ရှယ်ရှယ်လေးစာလီပါအတွက်ဒါကျွန်တော်ဒီ9နှစ်ကကျွန်တော်တက်ကဒါကျွန်တော်တို့ မျက်လုံးပွင့်စရာတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါအာဆင်နယ်ရဲ့လက်ရှိအာတီတာရဲ့ဒါခုနကပေါ့အစီမံနေအစည်းယုံနေမှာဒါကျွန်တော်လက်ရှိမှာအာတီတာကိုတော်တော်လေးကိုယုံကြည်လိုက်တယ်ဆိုတဲ့ပုံမှာရှိတယ်။နီဘဲကစားသမားမှာနီးပြအောင်မယုံကြည်ပဲဆာရုပ်တင်မတူ။အဲ့တော့တကယ်တမ်းပြန်စမ်းသကြည့်မယ်ဆိုရင်ရီယယ်မက်ဒရစ်ဘက်ကကိုယ်တိုင်ကလုံးဝ surprise ဖြစ်သွားတယ်။လက်ရှိမှာဒါကျွန်တော်မာကာကိုဒါကျွန်တော်တို့လက်ရှိမှာဟာဗါလေ 412လာမယ်အဲ့ကျွန်တော်တို့ဒါကျွန်တော်တို့ဆက်ပြီးတင်နေတယ်လက်ရှိမှာဒါရီယမထွက်ကသူတို့အနေနဲ့ဒီစာကားကိုသူတို့ကလာမယ့်နွေရာသီလောက်ထိဒါအင်းရောက်အင်းရောက်ဒါကျွန်တော်တို့အဲ့ပေါ့ opposition ဘူးပြန်သွားမယ်ထင်တာဟိုနောက်ပေါ့သူရဒါအဓိကစာလီဘာအေဂျင့်ကလည်းကစားတာဟိုစာလီဘာအေဂျင့်ကစားတဲ့ကြောင့်မို့ဒါစာလီဘာရဲ့ဒါဟိုမှာနေမယ်မနေဘူးအဲ့လိုပုံစံမျိုးသွားတဲ့ကြောင့်ဒါရီယမထွက်ဘက်ကဒါအကယ်၍ဗျာတခုခုထူးမယ်ဆိုရင်တော့မှလာမယ့်နွေရာသီလောက်မှာဒါစာလီဘာရဲ့အဖြစ်ကိုသူတို့သိမယ်တယ်ဒါပေမဲ့လက်ရှိမှာ မြန်မြန်ဆန်ဆန်ဆုံးဖြတ်လိုက်တဲ့အပေါ်မှာကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါကအများကြီး အသင်းပေါ်အားအများကြီးကြိုးရှိတယ်ပြိတ္တတွေတော့ခုနပေါ်သွဲတာကွဲနေတယ်ပြိတ္တတွေဆိုโอเคကစားသမားတော့ငါတို့အသင်းဒီပြောက်ယုံကြည်ငါတို့ကဘာလို့မယုံကြည်ရမှာလဲဆိုတော့ mentality တစ်ခုကိုပေးလိုက်နိုင်တဲ့နေသားမှရှိအဲပြောချင်တာကစာလီဘာရဲ့ contract က an ironically ပေါ့နော်ဒါကျွန်တော်မထင်မှတ်ဘဲနဲ့ဒါလူတွေကိုစူးစူးစီးစီးဖြစ်သွားနိုင်မယ့်အကြောင်းရင်းတစ်ခုဖြစ်သွားနိုင်မယ့်လို့ကျွန်တော်လည်း100%ယုံကြည်မိတယ်ခမ ्या တို့တော့မသိကျွန်တော်အဲ့လိုမျိုးမြင်မိရပေါ့နော်အဲ့တော့ဒီလုပ်ငန်းစီကိုယုံကြည်တဲ့ဥစ္စာကဒီနေရာအများအဲ့တော့ ဒီနေရာမှာနောက်ကနေစာကာကပါဒါကို following ထပ်လိုက်မယ်ဆိုရင်အာစနယ်တို့ကတော်တော်လေးကိုပြည်စုံသွားပြီ။ကစားသမားအသစ်တွေလည်းစာအုပ်အကြိုင်များရှိလို့ such as အကယ်တဲ့အသင်းပေါ့ဒါကျွန်တော်တို့လုံးဝလိုအပ်နေတဲ့ကစားသမားတွေလေစာအုပ်တချို့ဆိုရတဲ့အာစနယ်အသစ်ရဲ့ project ကရည်ရှည်ရသွားလို့ရမယ့် project ဖြစ်သွားပြီ။ဟုတ်တယ်မလား။ကျွန်တော်ပြဒီနှစ်မှာ premier ရပြီးနောက်နှစ်မှာဒီကစားသမားထွက်သွားမယ်ဆိုတဲ့ project မဟုတ်ဘူး။ဒါရှင်းရှင်းလေးလူမအာစနိုတဲ့မဟုတ်အဲ့တော့ဒီနှစ်မှာဖလားယူမယ်နောက်နှစ်မှာဖလားထက်ယူမယ်နောက်နှစ်မှာဒီထက်ပူတဲ့ကောင်းတဲ့ဖလားတွေထက်ယူမယ်ဆိုတဲ့အာစနိုအသင်းကိုခင်ဗျားတို့တွေ့ရတော့မယ်အာမန်ဒီဘိုင်းပါကူနားတော့ဟိဟိ အဲပြောချင်တာအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့သွားနေတဲ့ပုံစံရတာတော့ကျွန်တော်ခုနပြောလို့တကယ်ကိုဒါကျွန်တော်တို့ positive အရန်ဆန်တယ်လို့ကျွန်တော်နေမိဒါတော်တော်လေး positive ဆန်တယ်အဲ့တော့စာလီဘာဆာယွတ်ချုပ်ချင်းက Arsenal အသင်းရတာပြိတ်သက်တွေရောဒါကျွန်တော်တို့လက်ရှိမှာနီးပြတွေပေါ့ impact ကြီးမှလို့မြင်တယ်ပြီးတော့ဒါလက်ရှိမှာ Arsenal အသင်းမှာဒါကျွန်တော်စာကာပြီးရင်တန်ဖိုးကြီးကြီးဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့အကြောင်းမို့ဒီလိုမျိုးကစားသမားတစ်ယောက်ကဒါချုပ်သွားနိုင်တာအင်မတန်မှ impact ကြီးတယ်ကောလာဟာလိုက်ထွန်းလို့လက်ရှိမှာစာလီဘာရဲ့ဆာယွတ်မှာဆာယွတ်ဖြတ်သိမ်းခြင်းမပေါ့ပါလဲအနည်းဆုံးတတ်နေရပဲကျွန်တော်ပြောရရှိရှိနောက်ဆုံးပါရရထား okay တတ်နေရထား အကယ်ရီယာအိုက်ပစိပေးပြီကောငါတန်းနေရာလောက်ကခင်ဗျာအာဆနယ်သင်ကပေးပြီးရောင်းတာပေါ့ညဘရော့နမှာဒါမဲ့နစ်မှာထားပါထားပါအဲ့ဒါကြောင့်မဖြစ်နိုင်တော့မဲ့ကျွန်တော်လက်ရှိမှာကောလာဟာလာကောလာအဲ့တော့ပြောချင်တာရှေ့ရှေ့လေးစာလီးပါစာချုပ်ချုပ်ချင်းကအာဆိုသင်ရတာကျွန်တော်ယုံကြည်မှုကိုမြင်ပါအဲ့တော့ဒီညမှာလက်ရှိမှာကျွန်တော် first 11ကိုပြောလက်ရှိမှာစာကာတာမကြခင်ချုပ်တော့မယ်တိုက်စစ်ပိုင်းမှာဒါ harvest ဆိုလည်းမဆူဒါကျွန်တော် yogres ကအခုမှရောက်ထားတာ left wing ဘက်မှာတော့လက်ရှိမှာ easy ကအစ်စ်ဒါကျွန်တော်တို့ ထရော့ဆာကလည်းဒါကြောင့်စာချုပ်အစ်ပုံစံမျိုးချုပ်ထားခဲ့။ဒါပေမဲ့ဒီနေရာမှာဒါအစ်စ်အစ်တွေပြောင်းလဲလို့ရသေးတယ်။ attacking midfielder မှာ Odin ကလည်းရှိပြီးသားပြီးခုန easy solo ရ easy ကလည်းရှိပြီးသားအဲ့တော့ကစားသမား17ရောင်လက်ရှိမှာ Arsenal သိရတာအရေးပါဆုံး17ရောင်လုံးကြီးလိုက်။အကုန်လုံးကဒါကျွန်တော်ကာလာရှိစာချုပ်ပြီးတော့ တနှစ်တည်းအောင်မြင်မှုတော့မူရေရှိကာလရှိခုနကပြောလုပ်ငန်းစဉ်တစ်ခုလုံးအတွက်အကုန်လုံးပေးထားပြီးသားဒေးဗစ်ရိုင်ကြီးမှာခံစစ်မှုနှစ်ယောက်လက်ရှိမှာပူပူလော့နှစ်ယောက်လုံးစာလုံးတက်တန်တူထားတယ်ဖူဘက်တွေဆိုလည်းအကုန်လုံးဒါကျပူပူလော့အသက်တွေတောင်းမှုတော့စာချုပ်တက်တန်တူထားတဲ့ခေါင်းလေးကြီးပဲကျွန်တော်ထင်တာဒီထဲမှာဒါကျွန်တော်လာမဲ့ညရာဒီဒါမှမဟုတ်လာမဲ့ရာဒီမှာထွက်မဲ့ကစားသမားကျွန်တော်နေနေမဲ့ဘန်ဝိုက်ဖြစ်ဖို့များတယ်ဘာလို့ ဒီကြားတဲ့ဒီမှာဘန်ဝိုက်တူဘူးတော့ခတ်သွားပြီလို့မြင်တယ်။ဒါကျွန်တော်အမြင်ပေါ်တော့ခမောင်းနဲ့ကျွန်တော်တူချင်မှတူပဲဒါပေမဲ့ဘန်ဝိုက်တူဘူးခတ်သွားပြီလို့မြင်တယ်။ဒီနေ့မှဒါကျွန်တော်နောက်ထပ်ခေါ်ယူမှုကောင်းတစ်ခုဒီနေ့အာဆိုတဲ့ဒီနေ့ဒါဘာတာကိုကျွန်တော်ချီကျူးတာ recruitment process မှာတော်တော်လေးကိုမိုက်တယ်။ Christian Nogal လူကစားသမားမျိုးခေါ်တာကတကယ်တမ်းရုတ်တရက်ချင်း impact ကအရင်ကြီးတယ်လို့မခံစားခဲ့ရပါဘူး။တကယ်တမ်းဒါဘွားရင်ကစားသမားတယောက်အသင်းမှာရှိတာကတော်တော်လေးကို impact ကြီးမားတယ်လို့ကျွန်တော်ရဲ့ပုံကွေးရမှာကျွန်တော်တော့မြင်မိတယ်။ခမောင်းတော့ဘလို့မြင်လဲမသိဘူးကျွန်တော်မြင်တယ်။အဲ့တော့ဒါကျွန်တော်အာဆိုတဲ့ခုလက်ရှိမှာလူကြီးလူငယ်လူလက်သုံးယူရဲခုနအခုလက်ရှိမှာအသင်းမှာပြည်စုံ ုံနေပြီဝါဆူလည်းရှိတယ်တဘာဆူလည်းရှိတယ်အဲ့တော့လက်ရှိမှာအာတိတကူတန်ကဒါကိုကျော်အလုပ်လုပ်ဘူးလို့ခုနကပြောတဲ့ကစားသမားလည်းသူ့ကိုယုံကြည်လိုက်ပြီသူ့ကိုကိုယုံကြည်ထားတယ်ပြိတ္တတွေလည်းအခုလက်ရှိမှာခုနကပြောလို့ပဲစာရီးပါးရဲ့စာချုပ်ပုံမူတည်ပြီးတော့ကစားသမားတော့ငါတို့နီးပြောက်ယုံကြည်တယ်ငါတို့ကဘာလို့မယုံကြည်ရမှာလဲဆိုတဲ့ mentality ဝင်ပြီးတွားမယ်လို့နေတယ်လို့ကျွန်တော်လည်းမြင်မိတယ်အဲ့အပြေကရှင်းပါလေဒီလုပ်ငန်းစဉ်ပေါ်တာကြောင့်ကစားသမားတွေယုံကြည်ခဲ့လို့ပြည်သက်တွေလည်းယုံကြည်လာပြီးတော့ဒီစာရီးပါးရဲ့ contract က Arsenal အသေးအတွက် immediate impact ကြီးမားမယ်လို့ကျွန်တော်အနေနဲ့မြင်အဲ့တော့ အာစတိုတင်းကတကယ်တမ်းခုနပေါ်သူပဲစကားကြီးအများကြီးမပြောဘူးမလူတော့တကယ်ကွင်းထဲမှာအများကြီးတက်တီပြဖို့ပဲဒါကျွန်တော်လူတော့တယ်လူပဲကျွန်တော်နေမြင်ဒါပေမဲ့အာစတိုတင်းဒီနှစ်မှာကျွန်တော်မြင်ကြည့်တာပေါ့နော် supply နဲ့တကယ်အလန့်မဝီးတော့ဘူးလို့ကျွန်တော်နေမြင်တယ်တကယ်တမ်းဒီနှစ်မှာ supply လည်းအများကြီးရမယ်နှစ်တနှစ်များလားဖြစ်မလားကျွန်တော်တို့ချက်တော့စောင့်ကြည့်နေတာဖြစ်ပါတယ်လောက်ပါပဲအားလုံးမကြည့်တမှာလေကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစေစုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့နောက်မှအေးဆေးဆေးတွေ့ကြပါအောင် ဘလိုဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော့ဒီလီတနေ့ဖြစ်ပါစို့။စုမုံကောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှာအေးဆူဆူကြည့်ကြရပါပေါ့။ကျွန်တော်တို့ကမြန်မာပြည်အားလုံးမကြွတူပါနဲ့။မြန်မာကလစ်ပေးကြအောင်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ဒီပါပါ။